အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖုတ်ကောင်း ချိန်ပြီးတော့ဖုတ်သားရောင်းနေတဲ့ဒီစစ်ဖို့တက်ကြီးအကြောင်းကျွန်တော်နည်းနည်းတော့အာဆွေးနွေးနေတာပါဗျာเนาะအဲ့တော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ချိန်ပါခဲ့တဲ့ NCA NCA မှာပေါ့ဗျာเนาะဒီအခုစစ်ဖို့ မင်းအောင်နိုင်ပြောရတဲ့စကားလေးမှတ်မိကြသေးရပါလားခွေးအောင်ချိတ်ပြီးတော့စိတ်သားအာမယောင်းခြင်းမယောင်းခြင်းနဲ့ဆိုတဲ့စကားလေးเนาะအဲအဲ့စကားကိုလည်းတချို့ဒီ footbait footbait media အမေရိကန်တွေကအဲ့ချိန်တော့အာ ဝေဖန်ကြပြောကြရင်လုတ်ခဲ့ကြတာလေးလေရှိသေးတာပေါ့နော်ဒါအခုကြောက်လဲလေးတန်ပြောင်းလာဟောပြဘလောင်းလဲဆိုတဲ့အတိုင်းပဲပေါ့နော်အဲ့တော့ဒီ NCA နီလာကန်ကြီးကိုဒီ NCA ပွဲကိုလာကျေးပါတဲ့ပုံနေ NCA မှာတချို့လူတွေပြောတဲ့စကားအကြောင်းအရာတွေကျွန်တော်နေမပြောခင်မှာပေါ့ဗျာနော်အာဒီကျွန်တော်ရဲ့ဒီ YouTube ဒီ video မှာပေါ့ဟုတ်လား ဒီကွန်မန့်လေးတွေရေးထားတဲ့ရရေးထားတဲ့ဒေယပေါ့နော်အာတချို့အာကွန်မန့်လေးဒီနှစ်ခုပေါ့နော်ကွန်မန့်လေးနှစ်ခုကိုကျွန်တော်ရွေးထားတယ်အဲ့တော့အဲ့ဒီကွန်မန့်လေးတွင်လည်းကျွန်တော်ဒီ NCG ကိုကျွန်တော်ဆက်ဆက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးတွေကိုကျွန်တော်နင်းပြောကြည့်မယ်နော်ဆွေးနွေးကြည့်မယ်အဲ့တော့ပထမကွန်မန့်ကဘာလဲဆိုတော့ ကိုချိုကြီးမတိသေးတာရှိရှိနေရှိတယ်တဲ့ဒီမြန်မာနိုင်ငံကပြည်သူအားလုံးအဲ့တော့အဲ့ဒီကိုမန်းကနော်ကိုလေးဆိုတာမတိသေးဘူးအာသူရေးထားတာအာကိုချိုကြီးမတိသေးတာရှိသေးတယ်တဲ့မြန်မာနိုင်ငံကပြည်သူအားလုံးလုံစားလို့မရအောင်ကိုစစ်တပ်နဲ့ပတ်သက်တဲ့လူမှန်သမျှလုံစားနေတာကြာပြီတဲ့နော်စံစီစားစမိသွေးမိဘအဆုံး ဟလာစစ်စစ်တပ်ကလူတွေပဲလုံဆားနေကြတာတဲ့အောက်ခြေစီးပွားရေးကဆเนาะအထက်စီးပွားရေးဇုံကြီးတွေဆိုအာပေါင်းစားအာလုံဆားနေကြတော့တမန်ပြည်သူတွေဘာလုံဆားကြမလဲတဲ့အာလမ်းမေးဈေးအောင်လဲဖမ်းတာပဲပြည်သူတွေစီးပွားရှာဖို့ခက်ခဲအောင် လုပ်ထားတာတဲ့အဘနဲ့အဘထောက်ခံသူတွေကတော့ငွေတီးနေတယ်တဲ့เนาะဒါသူ့ရဲ့ comment လေးပေါ့ဗျာเนาะ နောက်တဲ့နောက်တဲ့ comment တစ်ခုကတော့စောစောအမ်းဒီနော်စောစောရေးထားတာနေဝင်းကားတဲ့သူတယောက်တည်းလောဝါကြီးအုပ်ပြီးအာတိုင်းပြည်ဘန်နာခိုးတယ်တဲ့အာ88မှာတန်းရွှေအာနာတိမ်းပြီးတိုင်းပြည်ကိုအမဲဖြတ်တလို့နော်သူလဲခိုးတယ်တဲ့ဟာလားအောက်ချေစစ်ဘူတွေလဲနေခိုးခိုင်းတော့အိုက်ခေမှာတဲ့စစ်ဘူတွေကအာနာရှိပြီး ချမ်းသာကုန်တယ်တဲ့ဌာနဆိုင်ရာမှာလဲအစစ်ခွေးမိုးကြတွေက အထက်ကနေရာယူလာကြတယ်ပြည်သူကလည်းတည်တယ်အဲတနက်ကြောင်လို့ဒါဘာမှမပြောရတာတဲ့1990နောက်ပိုင်းမှာဌာနဆိုင်ရာဝန်ထမ်းတွေရဲ့တာသမီတွေအစစ်ထဲဝင်လာတာအတော်များတယ်တဲ့အတာသမီ DSA တင်းနှန်းတက်ရဖို့အိုက်ခက်ဘိုးလောင်းစီစီရေးအဖွဲ့ကို9သိန်း10သိန်းလောက် ဟာတိုးရတယ်တဲ့ရွေချက်က ကိုဂျိုးရှာဖို့တမ်းပြီဘန်နာခိုးဖို့စစ်ထဲဝင်ပြီးဟာနေရာရလာတော့မှစစ်တပ်မရှိရင်မဖြစ်ဘူးထားလောက်တာတော့ထားလောက်ကြတာတဲ့အကုန်တခိုးတွေကြီးပဲတဲ့ကွန်မန့်လေးနှစ်ခုပေါ့နော်အဲ့ဒီကွန်မန့်လေးနှစ်ခုကိုကျွန်တော်က NCA နဲ့ဆက်ဆက်ပြီးတော့ ကိုနေပြောခြင်းနော်အဲ့တော့ပရမကုမန်းမှာပြောတဲ့ဟာကဒါအမှန်ပဲနော်ကျွန်တော်တို့တိုင်းပြည်မှာဒီနေ့လက်ရှိနော်ဒီမင်းအောင်နိုင်အာနာစပြီးလို့နေမော့ဗျာအာနာကိုတိုင်ကျွန်တော်တို့ပြည်သူရဲ့အာနာဟုတ်လားဒီမိုကရေစီကိုအာဓမြတိုက်ပြီးတော့ဟုတ်လားအာနာတိမ့်တဲ့အချိန်တွေကနေစပြီးတော့မင်းအောင်နိုင်ဟာတိုင်းပြည်ကိုနော် အာမေလန်စနစ်နဲ့မေလန်စနစ်နဲ့ဖြည့်ဆည်းလာခဲ့တာအခုဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ကဘာတစ်ခုမှဟာလာလုံစားကင်စားလို့မရတော့ကျွန်တော်တို့ပြည်သူလူထုတွေကကုန်းကောက်လို့မရအောင်ကုန်းကောက်เสียမရှိအောင်ငတ်နေကြတယ်အခုကငနူသန်းလေးတော့မှမစားနိုင်တဲ့အနေအထားကိုကျွန်တော်တို့တိုင်းပြည်ကပြည်သူလူထုတွေက ရောက် နေကြတာအဲတော့ရောက်နေကြရဆိုတဲ့အခါကျတော့ခုနလိုမျိုးနေဝင်းလက်ထက်မှာလည်းဟုတ်တယ်နေဝင်းကသူတယောက်တည်းဘန်နာကိုခိုးတယ်ဆိုခုနပြောဒါပေမဲ့ကျွန်တော်ကနည်းနည်းထပ်ပြီးတော့ဖြည့်ပြောလိုက်ချင်တာက နေဝင်းလက်ထက်မှာနေဝင်းကတော့အများဆုံးခိုးတယ်ပြီးတဲ့အခါကျရင် နေဝင်းလက်ထက်မှာမြမဆိုရှယ်လက်ဟုတ်လားလမ်းစဉ်ပါတီနော်အဲတော့ပါတီဝင်းလေးဟုတ်လားမြို့နယ်ရက်ွက်အာပါတီအာဒီကောင်စီကနေပြီးတော့နော်ဒီတာဝန်ရှိတဲ့လူတွေနော် အဲသူတို့ခိုးကြတယ်စစ်သားတွေအဲ့အချိန်မှာတော့ဒီစစ်သားတွေခိုးလို့မရအောင်နော်အဲပါရီယာလူတွေကခိုးကြတယ်ဒါပေမဲ့တန်းရွှေတို့လက်ထက်ရောက်လာတဲ့အခါကျတော့တန်းရွှေတို့ကသူတို့ကိုယ်တိုင်နေအာခိုးတာမဟုတ်ဘူးအောက်ကစစ်ဘိုလ်စစ်သားတွေလည်းပေးပြီးတော့ခိုးတယ်အာဂျိုင်မူတွေစိန်မူတွေဟုတ်လားအာဒါတွေလည်းအာပေးပြီးတော့အာခိုးတယ်တနည်းဆိုရရင်ဒီအချင်းပြတ်ခြာစားမှုနဲ့သူ့ရဲ့အမိန်ကို နာခံအောင်ဟုတ်လားသူ့ကိုပူပေါင်းပါဝင်အာဆောင်ရွက်လောင်အတွက်ကိုဒါသူကအကြောက်တရားနဲ့ရောအခွင့်အရေးနဲ့ရောသူကဒီတက်ကြီးကိုသူကတီထောင်ခဲ့နော်တီထောင်ခဲ့ဆိုတဲ့အခါကျတော့သူကခိုးဝင်ပေးုံနေမဟုတ်ဘူးတန်းရွှေလက်ထက်မှာ ခိုးပုံခိုးနီးဘလို့ခိုးရမလဲဆိုတော့လက်ထက်ချပြီးတော့တင်မေးရုံနေမဟုတ်ဘူးခိုးနိုင်ဖို့အတွက်ကိုခိုးတဲ့ဂွေတွေကိုပါအဲ့ဒီခေတ်မှာတန်းရွှေတို့ဟာအထွေမေးသွားတာဟုတ်လားအခုကျွန်တော်တို့အကြီးပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်စီဝိုင်းမှာဆိုဟုတ်လားအတေစာတို့လိုအာပြီးကမောစာအဗန်တို့လိုတော့ဒါမျိုးတွေပေါ့ဗျာအများကြီးပေါ့ခရိုနီတွေပေါ့အဲ့တော့ခရိုနီတွေကို အခိုးဖို့အတွက်ဂွေတွေကိုဖန်ပေးခဲ့သလိုအဲ့ဒီခရီနဲ့ပေါင်းပြီးတော့သူ့လောက်ကတိုင်းမှုတွေဘိုလ်ချုပ်တွေဘိုလ်မှုတွေအစစ်စစ်နော်အာဘလိုမျိုးအာခိုးရမလဲဆိုတော့ကို သူတို့ကိုယ်တိုင်တင်ကြားပေးခဲ့ပြီးတော့ခိုးကြတာနော်အဲ့တော့အခုမေးအောင်လိုင်းလက်ထက်ကြတဲ့အခါကြတော့အိုက်တဲ့ဆိုးတယ်နော်အခုကခိုးလဲခိုးတယ်ဓမြလဲတိုက်တယ်တောင်းလဲတောင်းတယ် နော်။အဲဒီမျိုးစုံပေါ့ဗျာအကုန်လုံးကိုလုပ်တော့အဲ့တော့ကျွန်တော်တို့ပြည်သူလူထုကခုနကဟိုနေပြောလို့ကိုချိုကြီးမသိသေးတာရေစစ်တပ်ကဟိုအပေါ်ကနေစအောင်ဟုတ်တယ်နော်။ဒီဥပုလလဆိုရင်စကားနဲ့ဆိုလို့ရှိလို့ရှိရင်900ဆိုင်ဖွင့်မယ်900ရောင်းမယ်ဆိုရင်တော့မပဲစစ်မှုထမ်းစစ်မှုထမ်းမှုရမယ်ဆိုတော့ကဲစဉ်းစားကြည့်အဲ့လိုတိုင်းပြည်မှာအဲ့လိုလူမျိုးတွေအဲ့လိုစကားတွေပြောတယ်သူတို့ပါတီရဲ့စီးပွားရေးမူဝါဒကိုသွားကြည့်ကြည့်ဈေးွက်စီးပွားရေးမူဝါဒ ဟုတ်လားအဲ့တော့ကျွန်တော်တို့နိုင်ငံမှာကဒါပေမဲ့စစ်သားတိုင်းလည်းခိုးလို့ရတာမဟုတ်ဘူးစစ်သားတိုင်းလည်းတိုက်လို့ရတာမဟုတ်ဘူးဟုတ်လားသူတို့ဒီတက်တဲမှာလည်းအ ਨੇ စုဟုတ်လားပိုင်ယာဆိုင်ယာအဆက်အသွယ်လေးတွေနဲ့เนาะအ ਨੇ စုလေးကသာဒီလိုခိုးခွင်တိုက်ခွင်လူခွင်เนาะတောင်းခွင်ဟုတ်လားအမျိုးဒါတွေကို ခုနေရနေတာအများစုမဟုတ်စစ်သားအများစုတရဲမှရှိတဲ့အများစုဘိုးတွေဘုံမှုတွေဟလာဆိုင်ဒီအများစုကတော့ကျွန်တော်တို့ဒီပြည်သူတွေလိုပဲသူတို့မှာဘာမှတန်ကြေးမရှိတဲ့ငွေဆက်ကူကြီးနဲ့ဘာမှမေမေရရအာမခံချက်မရှိတဲ့အခွင့်အရေးတွေနဲ့သူတို့နေထိုင်နေရတာနော်သူတို့တွေဟာနေထိုင်နေရတာအဲ့တော့ကဲ ဒါကတော့နော်အဲ့တော့တနိုင်ငံလုံးမှာခိုးလို့တိုက်လို့ကျွန်တော်တို့မြန်မာနိုင်ငံကဒီစစ်ဖို့မင်းအွန်လိုင်းရဲ့မြေလန်စနစ်ကြောင့်နော်အာလုံးဝအာကုန်းတော့စရာမရှိတဲ့အာဘဝမျိုးမှာအခုဒီနေ့ဟုတ်လားဆယ်နှစ်ပြည့်အခုချင်းပါတဲ့ NCA ပွဲဤပွဲလန်းတပင်ကြီးပေါ့ဗျာတောက်ပွဲစားပွဲကြီးပေါ့နော်ပွဲလန်းတပင်ကြီးတောက်ပွဲစားပွဲကြီးကိုမြင်လိုက်တဲ့အခါကျတော့အာကျွန်တော်ရင်ထဲမှာတော်တော်စိတ်မကောင်းဘူးဗျာနော် ကျွန်တော်အခုပြောရင်းနဲ့တော့ကျွန်တော်မျက်ရည်ဝဲပြီးတော့မျက်ရည်ကျနေတယ်နော်တိုင်းပြည်ကိုမဖြတ်ကြပါနဲ့ဗျာနော်တိုင်းပြည်ကိုဒုက္ခမပေးကြပါနဲ့ဟုတ်ရပါလားကျွန်တော်ကကျွန်တော်စစ်ဖို့တွေကိုကျွန်တော်ပြောနေတာနော်ဒီစစ်ဖို့တွေကိုပြောနေတာအထူးသဖြင့်တော့ဒီစစ်ဖို့မင်းအွန်လိုင်းနဲ့အပေါင်းပါတစုပေါ့နော်တိုင်းပြည်ကိုမဖြတ်ပါနဲ့တိုင်းပြည်ကိုဒုက္ခမပေးကြပါနဲ့နော်ခင်ဗျားတို့ အရင်ဖြစ်ချင်တယ်ဒါမို့ခင်ဗျားတို့ရဲ့ယူတွတ်ယူပေါ်ပေါ်ဟုတ်လားတမဝါယမစနစ်ဆိုရှယ်ဒီမိုကရေစီတွေပါတယ်အာလုတ်ချင်တယ်နော်အာဓမ္မမလို့ရှိလို့ရှိရင်လည်းဗျာအာတရုတ်လိုမျိုးဟုတ်လားဒီကွန်ပျူတာဝါရနဲ့နော်အတူရောမျိုးသားရေးဝါရနဲ့ပေါင်းဟိုပေါင်းဒီပေါင်းနဲ့နော်အာဈေးကွက်စီးပွားရေးစနစ်နဲ့အာခင်ဗျားတို့စစ်တပ်ထောက်ခံတဲ့ စစ်ဘုတ်တက်ကြီးထောက်ခံတဲ့ပါတီနဲ့သွားတဲ့နိုင်ငံရေးမျိုးကိုခင်ဗျားတို့လိုချင်တယ်လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းခင်ဗျားတို့စစ်ဘုတ်တွေလက်နဲ့တိုင်ပြီးတော့အဲ့လိုမျိုးပြည်သူ့ရဲ့အာဏာပြည်သူ့ရဲ့ဒီမိုကရေစီကိုလက်နဲ့နဲ့ဓမြမတိုက်နိုင်လေဗျာဓမြတိုက်ပြီးတော့အဲ့လိုအာဏာမသိမ်းနဲ့တိုင်းပြည်ကိုဒုက္ခမပေးနဲ့မပြတ်နဲ့ကျွန်တော်မျက်လုံးလေးကိုကြည့် ဒီလိုတော့ကျွန်တော်စိတ်မကောင်းမှမြေရုံကြတော့မယ်မြေရုံကြတော့เนาะအဲ့တော့ဒီ NCAE ပေါ်ပေါ်လာတဲ့အကြောင်းရင်းကိုကြည့်လေဗျာ2015မှာဟုတ်တယ်เนาะဘာဘလို့ရွေချက်နဲ့ပေါ်ပေါက်လာလဲ Democratization เนาะ Democracy ကို ကျွန်တော်တို့ကအသွင်ကူးတောင်းနေတဲ့ကာလ Democracy ကိုတည်ထောင်ဖို့အတွက်ကို လုပ်နေတဲ့ ကာလမှာဒီမိုကရေစီဆိုတာတိုင်းပြည်မှာငြိမ်းချမ်းမှတည်ငြိမ်မှဟုတ်လားဒီမိုကရေစီကအားကောင်းမောင်းတံဖြစ်မယ်နော်အဲ့တော့အဲ့လိုဖြစ်ဖို့တဲ့တိုင်းပြည်ရဲ့ပြည်ရင်းစစ်ဟုတ်လားအရင်းခံအကြောင်းတရားဖြစ်တဲ့တိုင်းသားလူမျိုးစုတွေရဲ့ ပဏိပခကိုဖြည့်ရှင်းဖို့ပြည်ရင်းစစ်ကိုအဆုံးသတ်ဖို့အတွက် nationwide ceasefire ဆိုရဲเนาะအင်းဖြစ်တဲ့ DNCA ဆိုတဲ့ဟာကြီးကိုလုပ်ဖို့အတွက်ကိုပေါ်ပေါက်လာတယ်အဓိကရွယ်ချက်ကပြည်ရင်းငြိမ်းချမ်းဖို့ဒီမိုကရေစီနဲ့ fair ပြည်တော်စုတည်ထောင်ဖို့အဲ့ဒီရွယ်ချက်နဲ့ပေါ်ပေါက်လာနော်အခုကြားတဲ့အခါကျတော့2021ကြားကြားတဲ့အခါကျတော့အဲ့ဒီ ဒီမိုကရေစီနဲ့ဖယ်ရယ်ပြည်တော်စုပေါ်ဖောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်ခဲ့တဲ့ဒီ NCA ကြီးကဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့ဒီစစ်ဖို့မေအွန်လိုင်းရဲ့လက်နဲ့တိုင်ပြီးတော့လက်နဲ့နဲ့ဓမြတိုက်ချင်းကိုခံလိုက်ရတယ်လက်နဲ့ကျွန်တော်တို့ရဲ့ဒီမိုကရေစီနဲ့ဖယ်ရယ်ပြည်တော်စုအိမ်မက်ဒီမိုကရေစီအသွင်ကူးပြောင်းရပြောရလို့ရှိရင်စစ်ဖို့မေအွန်လိုင်းရဲ့ တင်းတက်ခြင်းကိုခံလိုက်ရခံလိုက်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးရလဲအခုဆိုလို့ရှိရင်ပြည့်စည်သွားပြီမရှိတော့အဲ့တော့အဲ့ဒီဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ပေါ်ပေါက်လာတဲ့ဒီ NCA ဆိုတဲ့ဟာကြီးရလဲမင်းအောင်လာရဲ့တင်းကွတ်ချင်းကိုတင်းတက်ချင်းကို 2021မှာခံရရပြီပြ NCA ဆိုမရှိတော့ဘူးเนาะတာကနိုင်ငံရေးဘာရနေပြီးတော့ပြောပြအဲ့တော့မင်းရောဒီစစ်ဖို့မင်းရောလိုင်းကရှင်းရှင်းပြောရလို့ရှိရင်ဗျာဟုတ်လားနိုင်ငံတကာရဲ့အတိမပြုမှုတေပရဲ့အတိမပြုမှုကို ်ထားဟုတ်သူရဲ့ legitimacy စစ်ဖို့မင်းအောင်လှိုင်ရဲ့ဒီနေ့စစ်ကောင်မရှင်ပဲပြောပြောစစ်ကောင်စီပဲပြောပြောစစ်ဖို့ပဲပြောပြောဘာပဲပြောပြောဒီသူရဲ့တရားဝင်မှု legitimacy ဟာပြေပမှာမပြောနဲ့ဟုတ်ပြေရင်းမှာတော့မရှိဘူးသူရဲ့တရားဝင်မှု နော်အဲ့တော့သူ့ရဲ့တရားဝင်မှုကပြင်းရင်းမှပြင်းရင်းမှလည်းထပ်ပြီးတော့ပိုင်းလိုက်အောင်ဟုတ်လားကျွန်တော်တို့ဒီမျိုးကြီးရဲ့အပြင်ဘက်ဗျာကျေးရာတွေအခုစစ်ပွဲဖြစ်နေတဲ့နေရာတွေအညိုရောင်အနဲ့ရောင်ဟုတ်လားဒီလိုဒေတာတွေကိုမပြောနဲ့အောင်မျိုးကြီးမာရင်ပဲကျွန်တော်ခုပြောတာလက်တွေ့နိုင်ငံကြီးကိုပြောနေတာနော်လက်တွေ့နိုင်ငံကြီးကိုစစ်ဖို့မင်းအောင်လှိုင်ရဲ့အာနာတက်ရောက်မှုပါ မြို့ကြီးတွေထဲမှာတော့ရှိတာမဟုတ်ဘူးเนาะတော်ကြနေဘုံခွဲပြန်ပြီတော်ကြနေပြစ်ပြန်ပြီဟင်အိုကြီးရေလေခိုးတာခိုးတာကြောက်ကြောက်နဲ့ခိုးနေရဗဲဒင်းငါ့ကိုလာစော်မလဲဆိုပြီးတော့ဟုတ်တယ်ဗျာခင်ဗျားတို့ဒီနေ့ဒီချိန်ခါဒီမြို့ကြီးတွေထဲမှာစစ်ဖို့မရပါဆိုပြီးတော့အရင်တော့အခုချိန်ဒီမလုံရဲနေဘူးဟမ် အခုချိန်ဒီမလုံရဲသေးဘူးအဲ့တော့ခနဲ့အာနာတက်ရောက်မှုကတော့လို့ရှိလို့ရှင်မြို့ကြီးတွေမှလည်းမရှိဘူးနော်ဟိုဘက်ကတဘက်က NGO ဟလာကောလုံးမီပိတ်တပိတ်ဆုံးဦးနေအကောလုံးမီပိတ်မယ်တနိုင်ငံလုံးဒီနေ့မှဆိုလူတွေကမီပိတ်ခင်ဗျားတို့မပါလို့လေဟာလိုက်ပြီးတော့ဖန်စီရချင်းချောင်းကနှိတ်ကိုရဒါလည်းခင်ဗျားရဲ့အာနာမတက်ရောက်နိုင်ဘူးနော်မတက်ရောက်နိုင်ဘူး အဲ့တော့တီရီမာတော်မှပဲကိုခိုင်မာပါတယ်လို့ဟုတ်လားယူဆထားတဲ့မျိုးကြီးတွေမာတော်မှပဲစစ်ဖို့မင်းအောင်နိုင်ရဲ့အာဏာတက်ရောက်မှုမရှိဘူးเนาะဟိုမျိုးပြင်ဟိုကျေးလက်ဒေသနယ်စပ်အနေအခုစကိုင်းမကွေးရကိုင်းဒါတွေဆိုထားလိုက်တော့ဗျအဲ့တော့တီပနိုင်ငံတကာဆိုပိုဆိုးတာဗောဗျာဟုတ်လားခင်ဗျားတို့ဘယ်သူကနေပြီးတော့အခုအတိမတ်ပြုတ်နေလို့နေနိုင်ငံတကာမှာဘယ်သူမှအတိမတ်မပြုတ်ဘူးเนาะ ။နှောဩဒာအနာနိုင်ငံကမှာဗျာနိုင်ငံသားအစိုးရကိုမပြောနဲ့ဘူး။အမေရိကန်နိုင်ငံမှာရှိတဲ့ခမည်းရဲ့မြန်မာတန်ယုံမြန်မာတန်ယုံမှာတော့မှပဲခမည်းရဲ့အာနာတက်ရောက်မှုမရှိဘူး။ဒီတိမ်တန်ယုံမှာခမည်းရဲ့အာနာတက်ရောက်မှုမရှိဘူးခမည်းပြောနေတာပြောတန်ယုံကလှုပ်ချင်တာလှုပ်သူတို့လှုပ်ချင်မှလှုပ်တာဟုတ်တယ်တော့ကျွန်တော်ပြောတာနော် ဲ့တော့နိုင်ငံတကာကအတိမဲ့ပြုဖို့ဆိုရစားအဝေးအဲ့တော့ဒီစစ်ဖို့မင်းအောင်နိုင်ဟိုကပြည်ရင်းမှာလဲသူ့ရဲ့ legitimacy တရားဝင်မှုကမရှိဘူးသူ့ရဲ့အာဏာတက်ရောက်မှုကမရှိဘူးနော်အဲ့တော့ကျွန်တော်ဆိုလိုတာကအဲ့လိုတရားဝင်မှုမရှိတဲ့လူပုဂ္ဂိုလ်တယောက်နဲ့အဖွဲ့အစည်းတစ်ခုကဒီပြက်ပြဲသွားပြီးဖြစ်တဲ့ NCA ကို เนาะကျင်းပတယ်ပေါ့ဗျာအဲ့တော့ဟိုကျင်းပတဲ့အခါကြတော့လေကျွန်တော်တို့ဒီတက်ရောက်လာတဲ့လူတွေကိုကြည့်ပေါ့เนาะဒေါက်တာအေးမောင်လို့ပုံကူမျိုးเนาะဒါဒေါက်တာအေးမောင်ဆိုလို့ရှိရင်เนาะ UEC ရဲ့ဒါစီကန်းနေတတ်မှတ်ချက်တွေနဲ့မပြည့်မီလို့ဆိုပြီးတော့အစပထမပိုင်းမှာသူ့ကိုရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်တော့ပေးတာမဟုတ်ဘူးအဲနောက်ပိုင်းကြမှာเนาะသူတို့ကလည်းသူတို့ကြိတ်ပြီးတော့ဘာတွေအာပေးယူတွေတဲ့သွားကြလဲတော့မသိဘူးเนาะဒါအခုရေကောက်ပွဲပြန်ပြီးတော့ဝင်ခွင့်ရတယ်အဲအဲ့လိုဝင်ခွင့်ရတဲ့အခါကြတော့လဲเนาะအခု NCO ရောက်လာတဲ့အခါကျတော့သူပြောတာကဟလာဒီရေကောက်ပွဲပြီးသွားလို့ရှိရင်ဖြစ်ပေါ်လာမဲ့လွတ်တော်မှာ ဒီအတွင်းစည်းထဲမှာသူတို့သဘောတူညီထားခဲ့တဲ့ဟာတွေကိုစစ်တပ်ကအာပြောင်းုံပြောင်းလဲပြောင်းမေးရမယ်အာလုတ်ကိုလုတ်ပေးရမယ်ဆိုပြီးတော့သူကအာမခံချက်တွေလက်ကုံသဘောကောင်းကောင်းနဲ့ပေးနေတာနော်အဲ့တော့လက်ကုံသဘောကောင်းကောင်းနဲ့ပေးနေရဆိုတဲ့အခါကျတော့ဒီ NCA ဆိုတာကဟလာဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကိုအထောက်အကူပြုဖို့အတွက် ေါ်ပေါက်လာလေဗျာနော်အဲ့တော့ဒီမိုကရေစီကိုလည်းဒီစစ်ဖို့မင်းအောင်လိုင်ကဟုတ်လားတည်သူဟာနာကိုဓမြတိုက်ပြီးတော့တင်းကုတ်လိုက်ပြီးွားရေအတင်းကုတ်လိုက်ပြီးွားရေတင်းကုတ်လိုက်ပြီးသွားတဲ့ဟာကိုသူကိုယ်တိုင်လည်းနေနာတယ်နော်သူကိုယ်တိုင်လည်းဖြတ်တန်းနာတယ်ဒါကိုနောက်အခုဒီဒီအခုနောက်တစ်ခါသူကထပ်ပြီးတော့အာမခံချက်တွေပေးနေတယ် အဲသူတို့အတွေးစီးထဲမှာချိန်ရင်းလုပ်တာလားတရားမဝင်နဲ့ဒီစစ်ဖို့နဲ့သူတို့နဲ့လုတ်တရားမဝင်တဲ့လူနဲ့လုတ်ထားတာနော် legitimacy မရှိတဲ့လူနဲ့လုတ်ထားတဲ့လုတ်ထားအောင်မှာပဲအများပြည်သူကဘာရီလဲဆိုတာလဲမသိရအောင်နော်အဲ့တော့ဒီပါတင်းပါတိုင်းတဲ့လူတွေနိုင်ငံရေးပါတီတွေ လဲမပါပဲနဲ့သူတို့ကသူလှုပ်ထားတဲ့ဟာကိုဒေါက်တာအီးမောင်ကအတဘောကောင်းကောင်းနဲ့ပြောနေတာအနောက်တဲ့လာ နောက်တဲ့တက်လာတဲ့လူတွေကိုလည်းကြည်လာအောင်လေနော်ခိုးကာတဲ့အတူကိုသူကဘသူ့ကိုကိုစားပြုနေလို့လဲဟုတ်ရဲ့မလားအဲ့ဘောကအဲ့ကျွန်တော်ဆိုလိုတာကဒီတက်တယ်သွားပြီးဖြစ်တဲ့ NCA ကို ဘာမှအဆင်မပါတဲ့ဒီတောဆုံမှုတွေနဲ့နိုင်နေရဲ့ဝေကြီးတွေဗျာကုန်ကြလိုက်တာကျွန်တော်တို့တိုင်းပြည်မှာဟုတ်လားလူတွေကုန်းကောက်ဆရာမရှိအောင်ငက်နေမွေးနေကြတာဟုတ်လူတွေကုန်းကောက်ဆရာမရှိအောင်ငက်နေမွေးနေတဲ့အချိန်မှာ ဒီ NCA ပွဲကြီးကိုကျင်းပတာငွေဘယ်လောက်လောက်ကုန်လဲဒါကိုပဲကျွန်တော်ကပြောချင်တာနော်အခမ်းအနားစရိတ်တွေတက်လာတဲ့လူတွေအတွက်ကိုယ်ကလေရင်ကားတွေဟိုတယ်ကားတွေအစားအသောက်တွေနေရမို့ကုန်ကြတဲ့ဈေးကအဲ့တော့လူတွေက စားရမရှိလို့ငတ်နေမွဲနေတဲ့အချိန်မှာဒီလိုမျိုးအေးမပါတဲ့ NCA ဆိုတာကြီးကိုလုတ်ပြီးတော့မင်းအောင်နိုင်ကနေရီချူဘူးလုတ်ပြီးတော့ပြောင်းမြန်စကားတွေကိုတက်ပြီးတော့ပြောနေတယ်လူရင်းနာရီကိုလက်နဲ့ကင်ပြီးတော့မတောင်းဆိုကြပါနဲ့တိုင်းပြည်ကိုဒုက္ခမပေးကြပါနဲ့မဖြည့်ဆည်းကြပါနဲ့တဲ့ သူအဲ့စကားလေးပြောဖို့အတွက်အဲ့လိုဘာမှရေးမပါတဲ့လူတွေလာဖို့အတွက်ကို ကျွန်တော်တို့တိုင်းပြည်ရငွေတွေဘလောက်တော့ကောင်းပါလဲဘယ်သူတွေသိလဲအဲ့ကောင်းပါမယ့်ငွေတွေကျွန်တော်တို့တိုင်းပြည်မှာငွေ ရှိတာမဟုတ်ဘူးနော်ငွေမရှိဘူးအဲ့ငွေတွေကိုဘယ်သူပေးပေးနေလဲဒါကိုကျွန်တော်ပြောတာ ။ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဆွေးနွေးတဲ့ခေါင်းစဉ်ကဖုတ်ကောင်းချိတ်ပြီးတော့ဖုတ်သားရောင်းနေတဲ့စစ်ဖုတ်တွေလို့နော်။ဘာကြောင့်လဲဆိုဒီမိုကရေစီအတွင်ကူပြောင်းရေးအတွက်ဒီမိုကရေစီနဲ့ဖယ်ရယ်ပြည်တော်စုပေါ်ပေါက်ရေးအတွက်အထောက်အကူပြုဖို့အတွက်ဖန်တီးထားတဲ့ NCA ကို2021မှာဒီစစ်ဖို့တွေကလက်နက်အားကိုပြီးတော့လက်နက်နဲ့ဓားပြတိုက်လိုက်တဲ့ဟာ ီ NCA ကြီးကပြက်ပြဲသွားပြီနော်တကယ်လူအများစုကိုကိုစားပြုတဲ့ KNU ဆိုတဲ့ KNU ဟလာဟာဟိုဟာဆိုလဲဟိုဟာဒီဟာဆိုလဲဒီဟာနော်တကယ်လက်တွေ့မှာသူတို့ရဲ့ဩဇာအာဏာကိုတက်ရောက်နိုင်တဲ့အဖွဲ့အစည်းတွေအကုန်လုံးဘယ်သူမှမလာဘူးအဲ့လိုမလာတဲ့ ပွဲကြီးမှာငတ်နေတဲ့တိုင်းပြည်ကလူတွေရှိနေတဲ့တိုင်းပြည်ကဘန္နံဝင်နဲ့တောင်းလည်းဘယ်ရရတယ်တော့မသိဘူးဗျာနော်ဒီလိုမျိုးပွဲလုပ်တယ်ဆိုတာဒါဖုတ်သားရောက်တာဗျာဖုတ်သားရောက်တာနော်အဲ့တော့အဲ့လိုမျိုးဖုတ်သားရောက်တဲ့နေရာမှာ အမျက်တွေဘသူရလဲဆိုတဲ့အခါကျတော့ကျွန်တော်တင်တာတော့ဒီပြန်ကြားရလို့ပါလို့ကတော့အဓိကရမယ်ဗျာဟုတ်လားဒီကုန်ကြစည်အခမ်းအနားကုန်ကြစည်ဟိတ်တွေဟိုမီဒီယာတွေဒီမီဒီယာတွေဟောဗျာဝဲစီစီမှုပြင်းပြောင်းရေးတွေဘာတွေအတွက်သိမ့်သိမ့်သားရတထောင်လောက်တော့အဲ့ဒီပြန်ကြားရေးထဏာကလူတွေကရကြမှာပဲဒါမှမဟုတ်လည်းအဲ့ဒီပုံပုံမောင်းဗျာအခြားဌာနကြီးလည်းရှိရှိမှာပါ နော်အဲ့တော့တို့တွေရရသွားပြီးတော့ကျွန်တော်တို့တိုင်းပြည်ကဖုတ်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 နေဟုတ်လားမွဲတဲ့မွဲသွားမွဲမွဲတဲ့မွဲသွားတဲ့အနေထားတွေကိုပဲရောက်နေတာနော်အဲ့တော့ကျွန်တော်ဒီနေ့ဆွေးနွေးနေတာကအဓိကဒါပဲတိုင်းပြည်ငတ်နေတဲ့အချိန်မှာကုန်းကောက်เสียမှရှိတဲ့အချိန်မှာဟုတ်လားဒီ တရားဝင်မှု legitimacy ကိုပြေးရင်းပြပเนาะမတီဆောင်းနိုင်တဲ့မရတဲ့ဒီလူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းကနေကျင်းပတဲ့ပြက်ပြက်သွားပြီးဖြစ်တဲ့ NCA ကိုတက်လာကြပြီးတော့တိုင်းပြည်ရဲ့ပတ်စံတွေကို လူတွေငတ်နေတဲ့အချိန်မှာတိုင်းပြည်ရဲ့ပတ်စံတွေကိုဖြုံးတယ်နော်အဲ့ပတ်စံတွေတွေကတချို့တဝက်ကို သူတို့ဖုတ်တယ်ပဲခိုးကြတယ်ဆိုတော့အเจ้าညာလေးကို တက်ပြောတာနော်အဲ့တော့ အနှစ်ချုပ်နေတယ်ပေါ့ဗျာနော်ကျွန်တော်တို့ဒီနေ့တိုင်းပြည်မှာအခုလုံးမဲ့အတူရောင်ရေးကောက်ပွဲမှာပြည်သူလူထုကနော်အဲ့လိုမျိုးပဲခုတ်ကောင်းချိတ်ပြီးတော့ခုတ်သားအယောင်မခံရဖို့အတွက်ဒီအတူရောင်ရေးကောက်ပွဲကြီးကိုဒီမဲစင်းသွားကြည့်တာမျိုးကအဆနော်ဟိုဟာလုံးဒီဟာလုံးတာအဆဘသူမှဘာမှမလုပ်ကြပဲနဲ့မင်းအောင်လာရဲ့နော်တရားဝင် တရားမဝေမှုကိုเนาะတရားမဝင်အာနာသိမှုသိမ်းထားမှုကိုဆက်လက်ပြီးတော့လူအများသိအောင်เนาะကျွန်တော်တို့ဆက်လက်ပြီးတော့ဆောင်ရွက်ကြမယ်လောက်ကမယ်ဒီရွေးကောက်ပွဲကိုဒီအတူရောရွေးကောက်ပွဲကို ဟုတ်လားဒီဒေါ်ဆန်းစုကြည်ကိုမလွတ်မလွတ်ပေးပဲနဲ့ NLD ပါတီ ါဝင်ခွင့်မရဘဲနဲ့ရွေးကောက်ပွဲရဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲနဲ့ညီညွတ်တဲ့အင်္ဂါရက်တွေမရှိဘဲနဲ့ကျင်းပလို့မရအောင်ကျွန်တော်တို့တွေလုပ်ရမယ်ဒီနေ့ကျွန်တော်ရဲ့ဒီစီရီးချင်းရဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲเนาะအားလုံးကျေးဇူးတင်ပါတယ်